မိုးရွာရှိမှာမိုးရေကကျွန်တော်သဲပုံကိုရေနဲ့ဖြော်လိုက်တယ်လို့ပြောပေါ့နော်အဲ့လိုရေဖြော်ကြလိုက်တော့တိုက်တီလည်းထပ်ပြူတယ်ဟိုတုံးတက်တိုက်လေးတက်တိုက်ကိုပစံရှိလာတဲ့ကစောက်မယ်လို့စဉ်းစားပြီးမဲ့ကိုတထက်တိုက်ပဲပြန်ဆောက်ရမလားတထက်အိမ်ပဲပြန်ဆောက်ရမလားဆိုဝေခွဲမရသေးဘူးအဲ့လိုတော့ဖြစ်တော့အခုချိန်မှာရေပုံးပြုတ်ကြတယ်ပဲဖြစ်ဖြစ်အဲ့ဥမာဇကဲကုန်ဝုန်းကနေဆွဲတာဖြစ်ဖြစ်အတန်ကြဲကြဲကြားရင်စိတ်တန်ရပြီးထွက်ပြေးနေကြတာဒါအချင်းဖြစ်နေအတန်ကြဲကြဲကြားရင်ပြေးဟိုဟုတ်လို့ရှိရင်လည်းအနေရလွတ်မယ်မဟုတ်လို့ရှိရင်လည်းလေ့ကျင့်ပြီးသားရမယ်ဆိုတဲ့ပုံစံနဲ့အဲ့လိုမျိုးပြေးကြပါဘော ိုးရတော့တိုက်တရကျွန်တော်တို့ငလင်းဆလောက်သွားတဲ့အချိန်မှာတော့တိုက်တရတချို့ကပြိုလုံးဝပြိုသွားရှိတယ်စောင်းသွားတာရှိတယ်ဆွေးမြေ့ပြီးတော့တက်တက်ရဲရဲလေးကြံခဲ့ရရှိရဲ့အဲ့လိုမိုးရတဲ့အချိန်မှာမိုးရတဲ့အချိန်မှာမိုးရေကအဲကျွန်တော်သဲပုံကိုရေနဲ့ဖြော်လိုက်တယ်လို့ပြောပြောနော်အဲ့လိုရေဖြော်ကြလိုက်တော့တိုက်တီလည်းထပ်ပြူတယ်တတိပြူကြသွားလားဆိုပြူကြမယ်ဆိုအောက်ကဟိုအောက်ချက်တဲ့တဲ့ချက်တွေကွာပြီးတော့မှအဲ့ဖြည်းဖြည်းချင်းမှဝုန်းကနေအဲ့လိုပြူကြသွားတာပေါ့နော် အဲ့ဒီလိုမကြည့်ခင်ကအဲ့တဲ့စိတ်မကောင်းဖြစ်ကြတဲ့ကိုကမြေကြီးမှာသွားနေရဆိုတော့အများကြီးကြုံပြီးဖြစ်တဲ့တော့အော်ထပ်ပြီးဝမ်းနဲ့ငိုကြွနေမယ်ဆာငါဘလို့တက်နိုင်လဲငါတက်ဆွမ်းတလောက်ဘလောက်ကူညီနိုင်မလဲအဲ့ဒါပဲပို့ပြီးစဉ်းစားဖြစ်တော့တယ်အဲ့တလောက်ဖြစ်နေလို့မလို့ဘူးလေရွှေနေစာရင်လည်းဟိုကျွန်တော်တို့မှမလေးမှာဒါတိုက်တယ်ပြောတယ်တုံးတက်တိုက်လေးလေးတက်တယ်ကျွန်တော်တို့မှအခုချိန်ကြီးတုံးတက်တိုက်တယ်လေးတက်တိုက်တယ်မဆောင်နိုင်ဘူးသူများရဲ့ရွှေနေစာရင်နှစ်မျောတာပေါ့ဝမ်းနေတာကိုကျင်းစာတာပေါ့ဒါတွေကတော်သူဟိုတထေးတွေပဲတိုက်ပြူပြူပတ်ဆိုင်ရဲ့လူတွေပဲတိုက်ပြူပြူအားလုံးကရွှေနေစာတွေဖြစ်တဲ့အတွက် ဟိုလူတယောက်ရှင်းစီတိုင်းရဲ့ရွှေနဲ့စာရေးပြီးတော့တတ်မိုးရှိရဲ့အော်တို့တချို့ကပြောတယ်တို့ကတထေးပြူတာမလူနဲ့တထေးပြူတထေးပြူလဲတထေးတွေကလည်းရွှေနဲ့စာနဲ့ရှာထားတာရွှေနဲ့စာနဲ့လှုပ်ထားတာဖြစ်တဲ့တဲ့တို့ရဲ့ဟိုပိုင်ဆိုင်မှုမို့တို့ရဲ့ရွှေတွေဖြစ်တဲ့အတွက်အရာအလုံးကတတ်မိုးရှိရဲ့အားကြောင့်မလို့အဓိကကတော့သတိပေးချင်တာကအရေးကြီးတဲ့အကြောင်းအရာကတော့ကိုတိုက်ကအချိန်နေဆိုးရဲမှာပါရဲဆိုပြီးတော့ကံကိုပုံပြီးတော့ယုံကြည်ပြီးတော့တိုက်ထဲမှာမနေပါနဲ့အသက်ကိုညံဆောက်အဲ့အဲ့ဒါဖြစ်တဲ့အတွက် ။တရားရေးမငြိမ်မရှင်းတော့ဥပဒေပြောလို့ရှိရင်စိတ်ဖြစ်တဲ့နေရာဘေးကင်းတဲ့နေရာမှာအိတ်ကြပါနေကြပါလို့ဒါကတော့ကျွန်တော်တို့ဘုဒ္ဓတာအနေနဲ့ sharing လုပ်ပေးခြင်းပါတယ်။အရင်တော့ရေဘေးတွေပြင်တော့ဩအိမ်အမြင့်စောက်မယ်ပေါ့နော်။ဟိုလုံချုံစိတ်ကြောင့်အိမ်အမြင့်စောက်မယ်ဟိုတုံးတက်တိုက်လေးတက်တိုက်ကိုပုစံရှိလာတဲ့ကစောက်မယ်လို့စဉ်းစားပြီးမှမလင်ဘေးဖြစ်လာတော့ကျွန်တော်တထက်တိုက်ပဲပြန်စောက်တော့မလားတထက်အိမ်ပဲပြန်စောက်တော့မလားဆိုဝေခွင့်မရသေးဘူးအဲ့လိုတော့ဖြစ်တော့။အဲ့ဒါတော့မန္တလေးစကိုင်းဘက်ကလူကြီးမှကျွန်တော်အခုလည်းစိတ်တန်ရရနေရအခုချိန်မှာရေပုံးပြုတ်ကြတယ်ပဲဖြစ်ဖြစ် အဥမာဇကဲကုန်ဝုန်းကနေဆွဲတာဖြစ်ဖြစ်အတန်ကြဲကြဲကြားရင်စိတ်တန်ရပြီးထွက်ပြေးနေကြတာဒါအချင်းဖြစ်နေဟဲ့ငလေးငါလာတော့မဟေးလို့ဆိုပြီးကြိုးပြီးပြောပြီးလာမလာတာမှမဟုတ်ပဲအတက်ကိုညံဆောက်တော့အတန်ကြဲကြဲကြားတယ်မင်းလေးလူတွေဇကဲလူတွေကုန်ပြေးအတန်ကြဲကြဲကြားရင်ပြေးဟောဟုတ်လို့ရှိရင်လည်းအနေရလွတ်မယ်မဟုတ်လို့ရှိရင်လည်းလေ့ကျင့်ပြီးသားရမယ်ဆိုတဲ့ပုံစံနဲ့အဲ့လိုပြေးကြပါတော့အေးပါတော့ဗောပါတော့ဗောပါတော့ဗောအဲ့လိုစိတ်တန်ရအကုန်လုံးရနေကိုမမဟုတ်ဘူးကျွန်တော်အဲ့ဒီရှေ့ကလမ်းပြီးမှလေး ကျွန်တော်ကဒီဟိုရှိန်သားလောက်မှာဒါပေမဲ့ဒီအပေါ်ကအုတ်တိုင်းရှိတဲ့အကြီးကြီးပဲစိုက်မုတ်ကြီးဆရာကနယူးဇီးပါဆိုတော့စိုက်မုတ်ကြီးကကိုရှိတယ်ပြိုကြလာတယ်ကိုနဲ့ကဒီလောက်တဒေါင်လောက်ပဲကြွားတယ်ဒါပေမဲ့ okay လေလာစင်သေးရအချက်လိုက်ကြီးအုတ်တွေရစိုက်မုတ်တွေရပြိုကြတဲ့အချိန်မှာလန့်သွားတယ်ဒါပေမဲ့ဘေးကတိုက်တူလည်းကြည့်သေးတယ်ကျွန်တော်ပြေးတာပြေးလို့မရဘူးလေးဘက်တောက်ကြည့်လေးကုန်းကုန်းကြီးနဲ့လေဘဲသွားမလဲဘဲဘာလို့မလဲဆိုဓာတ်တိုက်နဲ့ဝေးတဲ့နေရာကိုလည်းဟိုကြည့်ရသေးတယ်ဟိုအနေဖြစ်နေတဲ့အချိန်မှာစဉ်းစားရတာအုံတော့တရားလေးဆိုတော့အဲ့ဒီ easy bar အုတ်တိုင်းပြိုကြပြီးတော့ ို့အတန်နေရလို့တော့အော်ငါအတန်အနေကလွတ်လွတ်သေးတာပါလားဆိုပြီးတော့တော်တယ်တော့ဟိုသူကူညီပေးဖြစ်တာလက်ရတော့လမ်းမေးမှာအိလမ်းမေးမှာပေါ့နော်ဟိုခိတခဏပေါ့နော်အန်နေရီကြောင့်သဘာဝေးကြောင့်အိညာလူရတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့နောက်ပိုင်းမှာဘာစဉ်းစားဖြစ်လဲဆိုလို့ရှိရင်လုံလုံချုံချုံအိရအောင်ချက်နောင်နေမူးကာတွေအဓိကတော့အဲ့ဒါကြီးအတွက်တော်တယ်တော့အလူခံပြီးတော့ကျွန်တော်ပြန်လူပေးဖို့တော့စီစဉ်ထားပါတယ်အဲ့လိုမျိုး ဝမ်းနေတာပေါ့ဟိုဟာလူတိုင်းကလေနော်ဟိုကျွန်တော်အဆောနာပြောသလိုပဲတိုက်နေပဲနေနေတာနေပဲနေနေကားပဲရှိအားလုံးရွှေနေစားတွေဖြစ်တဲ့အတွက်အုတ်တစ်ချက်တဲတပွင့်စီတိုင်းကအားလုံးတော့တန်ကြီးရှိရလေရွှေနေစားတွေဖြစ်တဲ့အတွက်အဲ့လိုပြူကြပျက်စီးသွားတာတွေအတွက်ဟိုလေဝမ်းနေပါတယ်ပြီးတော့ကျတော့ စိတ်မကောင်းလည်းဖြစ်မိပါတယ်စိတ်မကောင်းဖြစ်မိတာတဲ့အတူကျွန်တော်အားလုံးအတူတူဘယ်လောက်ဘယ်လိုတိဆောက်ကြမလဲကြိုးစားကြမလဲဆိုပြီးတော့လက်ရှင်းတွဲပြီးတော့အားလုံးတရမင်းနဲ့တိဆောက်ကြပါမယ်လို့အားတော့စိတ်တော့မလျှော့ကြပါနဲ့အားလည်းမလျှော့ကြပါနဲ့အားလုံးကျွန်တော်တယောက်ကိုတယောက်ကိုယ့်လက်ကိုတယောက်လက်ကိုတယောက်ဆွဲပြီးတော့အတူတူပြန်လဲနှိုးထားကြပါမယ်လို့မန္တလေးမြို့ရောစကိုင်းမြို့ရောဗောနော်အချမ်းနဲ့ချားမြို့ရောပြောချင်ပါတယ်ခင်ဗျာ